မင်္ဂလာပါအခုဟဲ့ရီဖီအပိုင်း၃မှာကတော့ရှင်းပြအတန်အနေမြင့်နေကြောင်းကိုပြောပြသွားမှာပါရှင်းပြအတန်အနေမြင့်က၄တန်ရှိပါတယ်အခုပထမအဦးဆုံးတရတန်အားရဲ့အတန်၄တန်ကိုအရင်ကြည့်လိုက်ပါမယ် မြင်းပြောင်လေးတွေမှာ1.35ဆိုပြီးတော့နံပါတ်ထားလေးရှိပါတယ်အဲ့ဒါလေးကတော့အတန်ရဲ့ level အနေအမြင့်ကိုပြောချင်တာပါ first တော့ပထမတန်ပေါ့နော်သူကတောက်လျှောက်အမြင့်မှာသွားပါတယ်အာအာ second တော့သူကဒုတိယတန်ပေါ့နော်ဒုတိယတန်ကကြာတော့အတက်တန်မှာနေရကနေမြင့်သွားတယ်ပေါ့နော်အတက်တန်အာအာ က်ထုံကကြတော့ကြပြီးမှပြန်တက်တဲ့အတန်ကြတယ်ပြန်တက်တယ်ပေါ့နော်အာအာဖို့ထုံကကြတော့ကြတဲ့အတန်မှာအာအာအဲ့တော့အတန်လေးကိုပြန်ကြည့်မယ်ဆိုရင်အာ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 အဲ့လိုလေးဖြစ်ပါမယ် ဲ့တော့ first tone ပေါ့နော်သူကဤရှင်သူ့ရဲ့တင်ဂေတာလေးက A ပေါ်မှာ အလျားလိုက်မြင့်တို့လေးပါနောက်တစ်ခုက second tone သူကကြတော့ ocean သူ့ရဲ့တင်ဂေတာကကြတော့အပေါ်ကိုထောင်သွားတဲ့မြင်ဆောင်လေးအလိုလေးတင်ရပါမယ်တက်သွားတဲ့အတန်လေးဆိုတော့ third tone ကကြတော့ sension သူကကြတော့ကြပြီးပြန်တက်တဲ့အတန်လေးဆိုတော့တင်ဂေတာလေးက V လိုပုံစံလေးပါ fourth tone စစ်ရှင်သူကကြတော့ကြတယ်တန်လေအဲ့တော့မြင်ဆောင်လေးပေါ့နော်အောက်ကိုဆင်းလာတယ်မြင်ဆောင်လေးမြမမှာဆိုလို့ရှိရင် နောက်ပြစ်လိုပုံစံလေးအဲ့လိုတင်ကြတာလေးတင်ရပါတယ်အခုထပ်ပြီးတော့တရတန်အာအောအီဝူသူတို့ရဲ့အတန်လေးတန်လေးတွေကိုလေ့ကျင့်ကြည့်ပါမယ်အာ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 အော 어, 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 으, 이, 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 우, 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 우. 엘리올리 밤에. 아쿠. initials, finals, tones, 원어, 성모, 유모, 성격, 아롱고 띠다위 소리에 가자로 들어오 방치 밤에. ပထမဆုံးကွက်လေးမှာဆိုရင် ရှင်ကိုပေါ်နဲ့ရွင့်ကိုအာနှစ်ခုပေါင်းမယ်ပေါ့နော်ပေါ်အာပါအဲ့ဒါလေးကိုမှအတန်အနေအမြင်လေးတန်တက်ခွဲပါမယ်ပထမတန်ဒီအမြင်တန်ပါဒုတိယတန်တက်တဲ့အတန်ပါတတိယတန်ကြပြီးပြန်တက်တဲ့အတန်ပါသရုတ်ထတန်ကကြတော့ကြတဲ့အတန်ပါအဲ့တော့ပါပါ 爸爸，哪只青蛙叫咯？泼哦泼，泼泼泼泼。么呃么，么么么么。d i d，d d d d。t u t u，t u t u。 thủ thủ nay uy nuy nuy nhụy 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 cơ ai gai gai cải 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 khơ ao khao khao khảo hui, hui hơ huê 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 ai lưu lý cho bà mình 关于拼音、声母、韵母的辨认，脑退系列奥数里的框卡然后整体做拉里吧？ အဲ့တော့တရုတ်စလုံးတစ်ခုရဲ့အတန်အတွက်ဖြစ်ဖို့ဆိုရင်ရှေ့မှာတော့ဂျီးနဲ့တရာပေါင်းရတယ်ပေါ့နော်ရှမ်းမူနဲ့ရွေမူနဲ့ပေါင်းရတယ်ဆိုပြီးတော့ခုနကပြောခဲ့တာအခုဒီဟာလေးကဒီအုပ်စုလေးကကြတော့ဘာနဲ့မှထပ်ပေါင်းရမလို့ပဲနဲ့တရုတ်စလုံးတစ်ခုရဲ့အတန်အတွက်ဖြစ်ပြီးသားပေါ့နော်သူတို့ကတော့သူတို့ရဲ့အတန်ထဲမှာဒါကတော့ဂျီးတန်ဒါကတော့တရာတန်ခွဲခြားရခက်တဲ့အတန်မျိုးလေးတွေပေါ့နော်အဲ့တော့သူတို့ကတခါတယ်ဘာနဲ့မှထပ်ပေါင်းရမလို့ပဲနဲ့ စလုံးတစ်ခုရဲ့အတန်အတွက်ဖြစ်ပြီးသားပေါ့နော်သူတို့အတန်အတွက်လေးတွေကရှေ့မှာပြောခဲ့တဲ့ရှင်းမူရိမူတချို့ရဲ့အတန်လေးနဲ့တူပါတယ်အခုအောက်မှာအမဲစလုံးလေးနဲ့ရေးထားတဲ့စလုံးလေးရဲ့အတန်အတွက်လေးတွေပေါ့နော်အဲ့တော့သူတို့အတန်အတွက်လေးတွေကိုကြည့်လိုက်ကြမယ်ဈဈဈဈစစစစီ န်ယင်းအဲ့တော့အတန်တွက်လေးတွေအားဒီလိုမျိုးလေးတွေဖြစ်ပါမယ်။အဲ့ဒါဆိုရင်တော့ဒီနေ့ပြောတဲ့ရှင်းပြောင်းနဲ့ဂျန်ချီသင်ခန်းစာလေးပြီးသွားပါပြီ။အဲ့တော့နောက်ဗီဒီယိုလေးမှာကြာရင်တော့ initial နဲ့ final နဲ့တွဲတာလေးတွေကိုတအုပ်စုချင်းပြောပြသွားမှာပါ။ကျေးဇူးတင်ပါတယ်။